ငါတယောက်တည်းဒီတိုင်းလှုပ်ချံလို့တော့မပြေဘူးရှင်ဘင်းအကူကြီးပါမဖြစ်မယ်ဆိုပြီးတော့ဗမိသာရမင်းတရားကိုသူစည်းရုံးလို့မရဘူးဗမိသာရမင်းကြီးကသောတာပန်အဲ့တော့မင်းသားလေးခန်းငယ်ငယ်ငါသွားစည်းရုံးမယ်ဆိုပြီးတော့အစရသားကိုညသကောင်းရံအခန်းထဲမှာသူ့တကိုးတွေအဘိညာဉ်တွေသုံးချပြီးတော့ဒေဝတာကဝင်သွားဝင်သွားပြီးမလုပ်လဲလို့ဆိုတော့ တကောလုံးတကောလုံးမှာမွေကြီးတွေပတ်ထားပြီးတော့မှာအဲ့ဒါမွေလာမယ်ဆရာကြီးလို့သူအိတ်နေတဲ့ဇာရသမင်းအိတ်နေတဲ့ဂရင်ဘေးကနေလွားဝါးကနေရက်တော့ဘုကလက်နိုးလိုက်တဲ့အချိန်မှာဟာမွေတွေကပပင်းတောင်တရှူးရှူးတရှဲနေတယ်လာမယ်ဆရာဘယ်နဲ့အိယာဘေးရောက်နေလဲဆိုပြီးတော့လမ်းအော်တော့ဓာတ်ကင်လမ်းကင်လောက်တော့ အဲ့ဒါမွေတွေပါအကုန်ဖြောက်ရုပ်ဖြောက်ပြီးတော့မူလအလံမေဆရာရုပ်ဖြောက်ပြီးတော့သူ့ယဟန်သွင်ပြန်ပြောင်းတော့မှာဟာလက်ဆက်ကအလံမေဆရာမဟုတ်ဘူးရှင်ဒေဝဒဒါလောက်တကူကြီးတာခုမှသိတယ်အတင်ကြီးသွားတာအဲ့ဒါသူ့အစည်းယုံတာအဲ့ဒီလိုပေါ့လေ super natural power လို့ခေါ်တယ်နော်သဘာဝလွန်တကူတွေနဲ့နရတရား ကောင်းပြီးတော့ညံနေတဲ့ပုံကိုယ်တွေဟာအစည်းယုံသိသိခံရတာဒီကနေ့မျက်မှောက်လေအများကြီးရှိနိုင်တယ်အဲ့ဒါကသာသနာလမ်းကြောင်းကဖြည်း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 သွေးဖြီးသွားတတ်တယ်သာသနာတော်ရဲ့အနှစ်ဖြစ်တဲ့သီလသမားတွေပညာတွေကို မသိမိလိုက်သာသနာတော်ရဲ့အနှစ်သာရဟာဒါမျိုးပဲလားလို့ထင်ပြီးတော့အဲ့ဒီနောက်ပါသွားရင်အနှစ်ကိုမရဘဲနဲ့ဒုဒုကအကာနဲ့ဘဝခကြီးဆုံးသွားတယ် အဲ့ဒီကစပြီးတော့ဒေဝတာကိုချင်ကမိတာနောက်ဆုံးဆရာတပည့်တိုင်ပင်ကြတာမင်းကဖေသရှင်မြင်လောက်กว่าငါကဘယသပြီးတော့ဘယလုံးမယ်ဆိုပြီးတော့လောက်ကြတာမောင်းမြင်ရဘူးလေဒေဝတာနောက်ဆုံးပြင်းမြူသွားတာအလုံးသိပဲဇာတရှင်မြင်ကတော့ဖေကိုတတ်လိုက်တဲ့ပြစ်မှုကြီးအကြီးကျယ်လွန်ကျူးပြီးတဲ့နောက်ပိုင်းမှာရင်ထဲမှာဟိုလာတော့ကလူတွေပြောသလိုပြောရင်ငရဲရှစ်ထမျိုးထားတဲ့အတိုင်းပဲ တော့ကမိဟာတငွေ့ငွေ့လောင်းနေအဲ့ဒါကိုငြိမ်းပေးနိုင်မဲ့ပုဂ္ဂိုလ်ကဘာမှရှာကြည့်တယ်သူ့ဆရာဒေဝတာလည်းမတတ်နိုင်အဲ့လိုဖြစ်